ျွန်တော်ပြောပြမယ့်ပုံမြင်ကမောင်ညာနာနဲ့မောင်ထုံအဆိုတဲ့ပုံမြင်အဲဒါကတော့ဒီမောင်ညာနာနဲ့မောင်ထုံအဆိုတဲ့တငယ်ချင်းတစ်ယောက်ရှိသူတို့နှစ်ယောက်ကအလွန်ချစ်ကြဒါပေမဲ့ဘဝပေးကံမကောင်းသူတို့ကအလွန်ဆင်းရဲကြအလွန်ဆင်းရဲတဲ့အခါမှာသူတို့အနေနဲ့နော်ဘဝကိုယုံကံပြီးတော့တော်တော်ဆင်းဆင်းရဲရဲနဲ့ဖြတ်တန်းရတယ်အတတ်မဝမ်းကြောင်းခက်ခက်ခဲခဲပြုတ်ွားအရွာတွေကိုလှည့်လည်ပြီးတော့ဆင်းဆင်းရဲနေရဒါပေမဲ့သူတို့တငယ်ချင်းတစ်ယောက်ကအလွန်ခင်မင်ကြတဲ့အတွက်ညကြရင် တုတ်တန်ကဇေယျကြီးမှာတွေ့ကြတယ်အတုတ်တန်ဇေယျဆိုတင်းကြရဇေယျပေါ့လေတင်းကြရဇေယျမှာတွေ့ကြတွေ့တဲ့အခါမှာအပြင်ကဇေယျလူတွေလာတဲ့ဇေယျဆိုသူတို့မောင်းမောင်းထုတ်လွန်လို့တုတ်တန်ကလူတွေတိတ်မလာတဲ့ဇေယျမှာညကြရင်တွေ့တယ်တချို့ညတွေမှာသူတို့တငယ်ချင်းတယောက်ကအဲ့ဇေယျမှာပဲအိတ်ကြတာပေါ့တော့တနေ့ကျတော့မောင်ညာနာကချိန်ထားတဲ့နေ့မှာ မောင်ထုံးကမရောက်မီမှာဂျိုပြီးတော့ရောက်ရောက်နေတဲ့အချိန်မှာညာ9နာရီ10နာရီလောက်ထိမောင်ထုံးအကမရောက်တော့ဒါနဲ့မောင်ညာနာကအစိုးလေးကိုချုံပြီးတမေးလောက်အိပ်ပျော်သွားတာပေါ့ အဲ့လိုသူအိပ်ပျော်သွားလို့ည7နာရီလောက်17နာရီလောက်ရှိတဲ့အချိန်မှာဇေယကြီးကတိတ်ငနေတုံသွားတယ်။ဇေယကတိတ်ငနေတုံသွားတော့ဟာဘာဖြစ်တာလဲဟာဘာဖြစ်တာလဲဟာအကြည့်လိုက်တာဇေယကြီးကတိတ်ငနေတုံဇေယပေါ်ကိုထိတ်နေတပတ်ကြီး3កောင်ရောက်တာတပတ်ဆိုတာသိရနော်တရဲတွေပါမြင်ဘူးလားတရဲမမြင်ဘူးညမှန်များများကြည့်ရအဲ့တော့တပတ်ကနဲနော်လူကောင်ကြီးကမဟုတ်နေရွက်ကြီးတွေနဲ့သူ့ရဲ့ရိုးစရာကြောက်စရာကောင်းတဲ့ခန္ဓာကိုယ်ကြီးကိုဖုံးတာတပတ်ကြီး3កောင်သူကအဲ့ဒီချိန်ကျမှအဲ့ဒီဇေယပေါ်ဆင်းပြေလို့လည်းမရတော့ဘူး အဲ့တပတ်ကြီးတွေအကြီးတွေလမ်းကိုပိတ်ထားပြီးပြီဟာဒုက္ခပဲငါဆင်းပြေလို့လည်းမရတော့ဘူးအဲ့နဲ့တပတ်ကြီး၃កောင်ကြားထဲမှာခတ်တူယူနေတူကလည်းပစိုးချုံပြီးတော့ဝင်ထိုင်ဝင်ထိုင်အဲ့နဲ့တပတ်ကြီး၃កောင်စကားပြောရင်းပြောရင်းနဲ့သူတို့ကဘာပြောလဲဆိုတော့ဟဲ့အောင်နဲ့လူနဲ့ရတယ်တော့တယ်လူနဲ့ရတယ်ဒီကလူများရောက်နေလားမသိဘူးဟာဒုက္ခပဲငါ့ကိုတိတော်မှာပြီးတော့မောင်ညာနာချက်ချင်းပစိုးချုံနေရတယ်ထားအော်တယ်မရပါဘူးကွာတယ်ဘာမှလူနဲ့ရလို့လဲတဲ့ဒီမှာကြီးငါရည်ပြမယ်သူကခတ်တူယူနေတပတ်၃កောင်လမ်းညှို့ထုတ်ပြီး၁၂၃ 1နှစ်3တွေ့လာတယ်3កောင်ပဲရှိတယ်သူ့កုတ်သူမထဲ့မကြီးတာတပတ်တရားလဲចောင်းកောင်းဖြတ်သွားတယ်1နှစ်3 1နှစ်3ဆိုအေးဟုတ်သားပဲဟာ3កောင်ပဲအဲ့ဒါတပတ်တရားပြောရင်းပြောနေမဟုတ်ဘူးတော့လေငါလူနဲ့ရနေတယ်တော့လေလူနဲ့ရနေတယ်ဟာဘောင်ညာနာထော်ပြောင်မဟုတ်ပါဘူးကွာမင်း3កောင်ပဲမတွေ့ဘူးလား1နှစ်3 1နှစ်3ဆိုတော့တပတ်တရားလဲចောင်းកောင်းနေဟာဟုတ်တယ်ဟာအဲ့ဒါသူတို့ပြောရင်းပြောရင်းနဲ့လူနဲ့ရမှာပေါ့ကွာတဲ့ဒီဇယက်ကလူတွေလာလေးရှိတဲ့ဇယက်ပဲလူနဲ့ရမှာပေါ့ကွာအဲ့လိုပြောနေတော့မှ အေးလူတွေကတော်တော်ရေးရတယ်နော်တဲ့ဒီဇက်ကိုတော်တော်လာတယ်လာတယ်တဲ့ဒီဇက်ကိုလာတိုင်းလာတိုင်းနဲ့ဟိုအောက်မှာမြုပ်ထားတယ်တို့ဇရက်အောက်လေကားတက်တက်မှာမြုပ်ထားတယ်ရွှေအိုးကြီးကြတော့မတွေ့ဘူးနော်တဲ့ရွှေအိုးကြတော့ဒီလူတွေကမတွေ့ဘူးဆိုအေးတဲ့လူတွေကဘယ်တွေ့မလဲကွာဒီဇက်ကိုလာရင်တို့ကငိုဖို့ပဲလာတာဟုတ်တဲ့ရွှေအိုးမှာတူးဖို့လာတာမဟုတ်တာအဲ့နဲ့တပတ်တည်းကပြောပြီးရည်နေတော့မောင်ညာနာသဘောပေါက်ဟာအောက်မှာရွှေအိုးရှိတယ်ကွာမနေ့၃နိုင်လောက်လဲရောက်ခန့်ဒီမှာတပတ်တည်းကဇရက်ပေါ်ကနေဆင်းပြီးတော့တော်ရဲပြန်သွားတဲ့အချိန်မှာမောင်ညာနာခက်တီတီနဲ့လိုက်သွား တော်လေးကနေပြောပြန်လဲလာပြီတပတ်တည်းအလစ်မှာပြန်လဲလာပြီချက်ချင်းပါလို့လေရှင်းရှင်းလေးပဲရွှေအိုးဒူးတာပေါ့ဗျအဲ့ဒါနောက်တနေ့မှာမောင်ညာနာချမ်းသာသွားတာပေါ့မြန်မြန်ပြောရရင်ရွာမှာအိမ်ကောင်းကောင်းတစ်လုံးဝယ်ပြီးတော့တထိန်မောင်ညာနာဖြစ်သွားအပုံကြီးကမပြီးသေးဘူးသူ့တန်ငယ်ချင်းမောင်ထုံအားအဲ့ဒီနေ့ကဘာလို့ရောက်မလာလဲဆိုတော့ရွာမှာပစ္စည်းတစ်ခုခိုးတာတကြီးကမိသွားတော့ထိတ်တုံးကက်ခံတည်အဲ့ဒါနေမရောက်လာဘူးအဲ့သူရောက်လာတဲ့အချိန်မှာမောင်ညာနာမရှိတော့ဘူးအဲ့ဒါသူကတန်ငယ်ချင်းကိုညအိပ်ပြီးစောက်တာပေါ့နောက်တစ်ရက်နှစ်ရက်သုံးရက်သုံးရက်မြောက်လောက်နေလောက်မှာ မောင်ညာနာတွေ့ခဲ့တဲ့တပတ်ကြီး၃កောင်ရောက်လာပြန်ရောအဲ့လိုပဲမောင်ထုံကအိတ်နေတဲ့အချိန်မှာရောက်လာဘူးည၁၇နာရီလောက်အချိန်ဇီယာကြီးကတိတ်ငနဲ့တုံတော့ဟာဘာများဖြစ်တာလဲဟာဆိုတပတ်ကြီး၃កောင်ရောက်အဲ့လိုပဲထုံးစံတာဟေးလူနဲ့ရတယ်ကွာလူနဲ့ရတယ်ကွာမောင်ထုံအားကြတော့မောင်ညာနာလိုချက်ချင်းမတုံပြောင်ကြောက်ပြီးတော့ဂျောင်းမှာသွားပုံနေတော့ကြာတော့တပတ်တရားတွေ့သွားတာပေါ့ဟာလူလေးတော်တယ်တော်တော်ယုံဆိုးတာပဲအမေတပတ်ကလူကိုယုံဆိုးတလေးပါလိမ့်နဲ့လူမှာအဲ့ဒီအတ္တရှိတယ်တတ္တဝါတိုင်းမှာအဲ့ဒီအတ္တရှိတယ်ကိုနဲ့တူရင်ကောင်းတယ် တတဝါတိုင်းမှာအရိအတ္တရှိတယ်ကိုနဲ့မတူရင်မကောင်းဘူးဆိုတာအဲ့ဒါလေးကိုညီတို့ညီမတို့ပြင်ဖို့လိုတယ်နော်ပြင်ဖို့လိုတယ်ဟာကျွန်တော်တို့ကျွန်တော်တို့ဟာမတူတာတွေအတူနေနိုင်ဖို့လိုတယ်အဲ့ဒါဟာအလွန်အရေးကြီးတယ်လူရဲ့သဘောကကိုတွေးသလိုမတွေးရင်ကိုပြောသလိုမပြောရင်ကိုလုပ်သလိုလိုက်မလို့ရမ်းလို့ချင်းလာတယ်မဟုတ်ဘူးလူမှာကိုကြီးကိုသွေးမတူအော်တို့ငါတွေးသလိုဘယ်တွေးနိုင်မလဲတယောက်နဲ့တယောက်အမြင်နေမတူဘူးဒါတော့သဘောပေါက်လို့တယ်အတပတ်တရားတို့နဲ့မတူတိုင်းရုပ်ဆိုးတယ်တော့တယ်ကြီးစန်းနှာခေါင်းလေးကပြော့ပြော့နဲ့ရှည်ရှည်လေးနှာခေါင်းလေးဆွဲကြည့်ဦးမှာဆွဲလိုက်တာအမလေးမောင်ထမထောက်ရတာပေါ့အာနာလိုက်တာ ဟာနှာခေါင်းကိုဆွဲလိုက်တာအောက်ကကန့်လန့်ဖြစ်အပေါက်ကလေးက original ဆက်ဆွဲအဲ့လိုနဲ့တပတ်တရားဆွဲမောင်ထုံးကအော်အော်လေးလေးဟိုကသဘောကျရည်စေးလေးဆွဲရင်းဆွဲနေမောင်ထုံးအရဲ့နှာခေါင်းကြီးက3တောင်လောက်ရှည်ထွက်လာဘယ်လောက်တောင်ရှည်လာ3တောင်လောက်ရှည်ထွက်လာတပတ်တွေလည်းညလေးလောက်ရောက်တော့ဆော့လို့ွားတာနဲ့တခါလေးရွာလေးပြန်ပြေးမောင်ထုံးကဒုက္ခရောက်ခဲ့တယ်ဒီမှာနွားဒီနှာခေါင်းက3 3တောင်လောက်ရှည်အဲ့နဲ့နောက်တနေ့ကျတော့ရွာလေးကိုပတ်ပြီးတော့ဒီနှာခေါင်းကြီးကိုဖုံးပြီးတော့သူ့ခင်ဗျာရှက်ရှက်နဲ့နှာခေါင်းကဖုံးလို့မှမရတဲ့ကိစ္စပါ ဒါပေမဲ့အဲ့လိုသွားရင်သွားရင်သွားရင်တနေ့ကျတော့သူ့တငယ်ချင်းမောင်ညာနာအိမ်ကြီးနောက်ရောက်တော့မောင်ညာနာအိမ်ကြီးဝင်နေကြည့်နေဟာဒီနှာခေါင်းရှည်ရှည်နဲ့ထူးဆန်းတဲ့ကောင်ငါတငယ်ချင်းလားမသိဘူးလို့ခေါ်ပြီးစကားပြောကြည့်တော့ဟုတ်တာပေါ့သူ့တငယ်ချင်းမောင်ထောင်းအဖြစ်နေဘလို့ဖြစ်တာလဲအဲ့ဒီတပတ်ကြီးတွေကြောင့်တငယ်ချင်းမင်းတို့ငါကူညီမယ်မင်းတို့ငါကူညီမယ်မင်းငါအိမ်မှာခဏနေငါဒီညတုတ်တန်ဇရက်ကိုသွားမယ်အဲ့နဲ့တင်းကျန်ဇရက်ကိုအဲ့ဒီညကျတော့မောင်ညာနာသွားပြီးတော့မြန်မြန်ပြောမှာပေါ့နော်အဲ့မှာအိတ်နေတဲ့အချိန်မှာညကျတော့တပတ်ကြီး၃កောင်ရောက်လာပြန်ပါလေရော အဲ့တပတ်ကြီးသုံးကောင်ရောက်လာတဲ့အခါကျတော့မောင်ညာနာဒီတခါတော့မရဘူးတွေ့မယ်လူနဲ့ရတယ်ကွာလူနဲ့ရတယ်ကွာဟဲ့ဘာမှလူနဲ့ရလို့လက်တွေ့လာတက်နေသုံးတက်နေသုံးလေးရီးပြပြောင်းတပတ်တွေကြောင်းတောင်ဖြစ်သွားခဏနေတော့လူနဲ့ရတယ်ကွာလူနဲ့ရတယ်ကွာထပ်ပြောပြန်တော့မင်းတို့နှာခေါင်းတွေကတော်တော်မဟုတ်ကဟုတ်ကအနက်နေကိုရဒီနှာခေါင်းတွေကငါသုံးတောင်လောက်ရှေ့အောင်ဆွဲဆန့်ပလိုက်မယ်တော့မောင်ညာနာကဘယ်လိုပြောလဲဒီနှာခေါင်းတွေကငါသုံးတောင်လောက်ရှေ့အောင်ဆွဲဆန့်လိုက်မယ်တော့ဆိုတော့အဲ့ကြောင့်တပတ်တွေကရီးပြီးပြောတယ်ဟာဟာတဲ့အဲ့ဒါဟိုတနေ့ကဟိုလူကောင်လေးကိုပဲလှုပ်လို့ရမယ်ကွာ ငါတို့နှာခေါင်းမင်း3000လောက်ရှိအောင်ဆွဲဆန့်ရင်ဘယ်ရမလဲကွာငါတို့ကជីပွေကိုအသက်အောင်ပြီးတော့နှာခေါင်းကို6ချက်တို့ပြီးတော့မူလအတိုင်းဖြစ်စေဆိုငကိုတိုင်းပြန်ဖြစ်သွားမှာပေါ့ကွာမောင်ညာနာစေးနီးတိသွားပြီသူတငယ်ချင်းရဲ့နှာခေါင်းကိုပုံမှန်ပြန်ဖြစ်ဖို့နီးလန်းတိသွားပြီအဲ့ဒါနဲ့အမြန်ပြောရရင်တော့တပတ်ကြီးတွေကညကြတော့သူတို့မနေ့ကြတော့ပုံမှန်တိုင်းပြန်တော့မောင်ညာနာအိမ်ုံပြေးသူတငယ်ချင်းကိုအဲကနေမြို့ကြောင်ထဲကနေជីပွေကိုသွားယူအသက်အောင်ပြီး6ချက်တို့လိုက်ပြီးမူလအတိုင်းဖြစ်စေဆို ူးတငယ်ချင်းရဲ့နှကောင်ပုံမှန်အတိုင်းပြန်ဖြစ်သွားပုံမြင်လေးကကောင်းကန်ကောင်းဟိုကောင်းကန်လေးနဲ့ဇက်သိမ်းသွားတာပေါ့နော်ဒါပေမဲ့ဒီပုံမြင်လေးကနေပြီးတော့ဥပမာကိုကလူချင်းမြေကလူကြီးတယောက်ဆိုရင်ကိုသားသမီးတို့ဘလို့ပြောမလဲဒါမှမဟုတ်ကိုကိုယ်တိုင်ဘလို့သင်ခန်းစာယူမလဲဒီပုံမြင်လေးကနေကိုနဖုံးတော်ကြီးမြတ်တော်မူတဲ့မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးဓာတ်ရိုက်ညွှန်ကြားထားတဲ့ချမ်းသာဒုက္ခကိုဖြစ်စေတဲ့ဟိတအကြောင်းတရား၄ပါးထဲမှာနံပါတ်၁အချက်ဖြစ်တဲ့တုံ့ပြန်မှုအလွန်အရေးကြီးတယ် အခက်ခဲတွေဖြစ်လာတဲ့အခါတက်တက်ကြွကြွနဲ့တုံ့ပြန်မှုအလွန်ရေးကြီးတယ်။မောင်ညာနာတီဒီသဘက်တွေကိုတွေ့တာပဲ။ तू ဒီစီဒီအခက်ခဲတွေမမျောလင့်တာတွေဖြစ်လာတာမျောလင့်ထားတာတွေဖြစ်မလား။ဒါပေမဲ့ तू မကြောက်ဘူးဖြတ်ထွန်းညံနဲ့တုံ့ပြန်တယ်။လူနဲ့ရတယ်ကွာလူနဲ့ရတယ်ကွာဆိုရင်မောင်ထောင်အားလို့ဂျောင်းထဲမှာမလုံဟိုကုတ်ပြီးမနေဘူး။တင်းနဲ့သုံးတင်းနဲ့သုံးနဲ့ဝင်ပြီးတော့သဘက်တွေကိုမျက်စိလျောင်းလောက်တယ်။တုံ့ပြန်မှုလို့ရယ်အခက်ခဲတွေကိုကျွန်တော်တို့ရင်ဆိုင်မှုလို့ရယ်။တချို့လူငယ်တွေကဘဝမှာအခက်ခဲတွေ့လာရင်ကြောက်အခက်ခဲတွေကျွန်တော်တို့တန်မာလာစေတယ်။ အခက်အခဲတွေမရှိရင်ကျွန်တော်တို့ဒီလိုမျိုးစွန့်အင်တွေတာမာမှုတွေရှိလာမှာမဟုတ်ဘူးဘဝမှာအောင်မြင်ခြင်းအခက်အခဲနဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးကိုကောင်းဖို့လိုတယ်အခက်အခဲနဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးကောင်းဖို့လိုတယ်ဥပမာကျွန်တော်ကအားကစားသမားတယောက်လို့ပြောရင်ဒီနေ့ကမ္ဘာချန်ပီယံအားကစားသမားတယောက်လို့ပြောရင်အဲ့ဒီကမ္ဘာချန်ပီယံနေရာကို तू ချက်ချင်းရောက်လာတာမဟုတ်ဘူး तू စပြီးတော့တက်တက်ဆအားကစားသမားအနေနဲ့ကြိုးစားတဲ့အချိန်မှာအခက်အခဲတွေတွေ့တာမအောင်မြင်ရှုံးတယ်ထိုင်ငုံနေလို့မရအောင်အဲ့ဒီအရှုံးနဲ့ငါပြန်ထားအကောင်းဆုံးတုံ့ပြန်ကြာလာလို့ तू ကအရှုံးနဲ့အခက်အခဲနဲ့ तू နဲ့ဆက်ဆံရေးကောင်းလား 路前面呢，开开呢，十三亿；路前面呢，修呢，十三亿。高哪里？高哪里？路前面后面哪里？路呗。墙壁上贴的什么嘞？修呢，那边。墙壁上呀，没修，墙壁上贴的我们好的。墙壁上嘞修那边。多多修的那里，电厂那里，墙壁上贴的。修的呢，都是十三亿高路塔路，墙壁上贴的。哎哟，今个路也不完嘛。开开的，叫哪里？东边嘛。一身红红的，三月八，一身红的，一身红的，白色。这里后面呢，都来么多钱？多嘛？老的，一身。八点半去那边，都开的开开的，不老要老。 ဒုက္ခမင်းလုံးမင်းလုံးအခက်ခဲမင်းလုံးမင်းလုံးငါလဲငါလုံးငါလုံးတချို့ကမဟုတ်ဘူးဒုက္ခတွေအခက်ခဲတွေရောက်လာရင်အဲ့ဒီဒုက္ခရဲ့အလုတ်ကိုဝင်လို့ဆိုတော့အမြဲတမ်းမောင်ညာနာလို့တုံ့ပြန်ကိုသားသမီးကိုပြောလို့ရတယ်ကိုကိုယ်တိုင်လည်းသင်္ကန်းစာယူလို့ရတယ်ဒီပုံမြင်ရတယ်နောက်မြတ်စွာဘုရားရှင်ကိုရိုမြတ်ကြီးကိုယ်တိုင်ဓာတ်ရိုက်ညွန်ကြတဲ့ဟိတအကြောင်းတရား၄ပါးထဲမှာနံပါတ်၃အချက်ဖြစ်တဲ့ကလျာဏမိတ်တမိတ်ကောင်းဆွေမွန်ရှိခြင်းမောင်ထုံအသည် အသိဉာဏ်လည်းအားနေတယ်ဆောင်ရွက်မှုလည်းအားနေတယ်စူးစမ်းအထောက်မှုလည်းအားနေပေမဲ့မောင်ထောင်အားမှာကောင်းတဲ့အချက်တစ်ချက်ရှိနေတယ်အဲ့ဒါဘာလဲဆိုတော့မောင်ညာနာဆိုတဲ့ကလျာဏမိတ်တရှိမိကောင်းဆွေမွန်ရှိတဲ့အတွက်သူ့ရဲ့နှကောင်းသုံးတော်ရှိလာတယ်ဆိုတဲ့ဒုက္ခကိုသူ့မိတ်ဆွေကဖြေရှင်းပြီးတယ်အဘွားမှာမိကောင်းဆွေမွန်နေရှိခြင်းကလည်းအလွန်အရေးကြီးတယ်ဘဝမှာကိုယ်အကောင်းဆုံးဖြစ်အောင်စူးစမ်းအထောက်ပါအကယ်၍ကိုယ်အကောင်းဆုံးမဟုတ်တော့ဘူးဆိုရင်အကောင်းဆုံးဆိုတဲ့သူတွေနဲ့အလုံးလုံးဖို့လိုတယ်ကျွန်တော်တို့တွဲပြီးတော့အလုံးလုံးနေဖို့လိုတယ် ကိုကတော့အမြဲတမ်းအကောင်းဆုံးဖြစ်အောင်ကြိုးစားအေးကိုအကောင်းဆုံးမဖြစ်တော့ဘူးဆိုရင်ကိုယ့်ထက်ကောင်းတဲ့သူတွေကိုယ့်ထက်အောင်မြင်တဲ့သူတွေကိုယ့်ထက်ကြိုးစားတဲ့သူတွေနဲ့လက်တွဲပြီးတော့ကလျာဏမိတ်ဓာတ်တွေအနေနဲ့အလုံးလို့ဖို့လိုအပ်တာဖြစ်ပါအဲ့တော့ကျွန်တော်တို့ဒီပုံမြင်လေးကနေလူချင်းမင်းတို့အနေနဲ့ဘဝမှာအတိတုဒ္ဒရတွေ့လားကျွန်တော်ခုနပြောဒါပုံမြင်လေးတစ်ပုတ်ပဲဒါပုံမြင်လေးတစ်ပုတ်ပဲအဲ့ဒီပုံမြင်လေးတစ်ပုတ်တောင်မှအကျိုးအမြတ်အများကြီးရှိရင်စာအုပ်တွေကိုဖတ်ရင်ဘယ်လောက်အကျိုးအမြတ်ရှိလဲအဲ့တော့ဒါပုံမြင်လေးတစ်ပုတ်ပဲအဲ့ဒီပုံမြင်ကနေလူငယ်လေးတွေကတက်